တာချီလိမ့်မြုံနိုင်စာဖတ်ရှိမြင့်တင်ရေးနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောဝဲကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းတာချီလိမ့်မြုံနိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်းကျင်းပသောစာဖတ်ရှိမြင့်တင်ရေးနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောဝဲကိုဂျွန်လ16ရက်နေ့ကအထက်ကွယ်ရန်အောင်မြင်နှင့်အထက်ကတာချီလိမ့်ကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်အေးလက်ကလူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ စောင်ရန်ရှောင်ရန်အချက်အလက်များအားလကောက်မူရစ်စေဝါအန္တရာယ်တားဆီးကာကွယ်ရေးနှင့်မူရစ်စေဝါသုံးဆဲခြင်းကြောင့်နောက်ဆက်တွဲဆွေးနွေးများကို၎င်းရုပ်တံကျွမ်းကျင်တောင်းဥမြင့်တန်းကစာပေများဖတ်ရှုလေ့လာခြင်းဖြင့်စာပတ်ခြင်းမှရရှိလာမည့်အကျိုးကျေးဇူးများနဲ့ စာပဲရှင်မြင့်နေဆိုင်ရာအကြောင်းအရာများကို၎င်းအကျေတဝင့်ရှင်းလင်းဟောပြောခဲ့ပါတယ်။ထို့နောက်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနဦးစီးရာရှိဒေါ်အေးဝင်းသူကပလတ်စတစ်အမျိုးအစားများနဲ့ပလတ်စတစ်များစီကတ်မဲ့ဆွန့်ပစ်ခြင်းနဲ့မီးရှို့ဖြစ်စီမှုကြောင့်မြေဓုရေဓုလေဓုညစ်ညမ်းခြင်းနဲ့ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချနိုင်သည့်နည်းလမ်းများအား၎င်းဒုတိယဦးစီးမှုဒေါ်မမအောင်က ရေချိုးတယံစာတမ်းများညှို့နှင်းလာရခြင်းနဲ့ ရေထုညဉ့်ဉဏ်မှုအကြောင်းအရာများကို၎င်းအသီးသီးဟောပြောခဲ့ပြီးကျောင်းသားကျောင်းသူလေးများပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးလက်ကမ်းစာဆောင်များဖြန့်ဝေပေးခဲ့ပါတယ်။ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသည့်အသိပညာပေးနေရန်ကစာဆောင်များနှင့်သုတရသစာအုပ်စာဆောင်များအားကျောင်းသားကျောင်းသူလေးများက စိတ်ပါဝင်စားစွာဖြင့်လည်လာဖတ်ရှုခဲ့ကြကြောင်း သိရှိရပါတယ်ခင်ဗျာ။